မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။နှုတ်ဝင်ပါလား9ရက်နေ့ရနေပြီးတော့နှုတ်ဝင်ပါလား17 15ရက်နေ့ထိ တနင်္ဂနွေသားသမီးများအတွက်တပတ်စာကိုဦးကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများကဒီကာလမှာဆိုလို့ရှိရင်ရဝေးရနေတည်င်းကောင်းနေကြားရတတ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့တည်င်းကောင်းနေလဲဝင်လာတတ်တယ်။မိမိတို့လုပ်ငန်းတွေမှာအပြိုင်ဆိုင်ပေါ်ပေါက်နေပြီမဲ့လို့ကိုယ့်ဘက်ကနေအောင်မြင်မှုတွေရယူနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။အမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှနော်ကိုယ့်ဘောမှာချီးမွမ်းနာမျိုးတွေစုပေးတာမျိုးတွေစုစုကြီးကြီးတွေ ေးအပ်လာတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အိမ်တော်ရေးမှာလည်းမသိမြတ်တဲ့အိမ်တော်ရေးတွေပြန်လည်သိမြတ်သွားတာမျိုးတွေကိုယ့်ရဲ့ချစ်သူဟာကိုယ့်ကိုတူမှားကြောင်းเนาะတောင်းပန်တဲ့စကားမျိုးတွေကြာရတတ်ပါတယ်ကိုယ်လာပြီးတော့ဝင်ချတောင်းပန်တာမျိုးတွေเนาะကိုယ်ကိုလက်လွတ်ကိုကလက်လွတ်လိုက်ပြီမဲ့လို့သူ့ဘက်ကလက်မလွတ်နိုင်လို့ကိုယ်ပြန်လာပြီးတော့မှပြန်လည်ဆက်တွဲလာတာမျိုးတွေပတ်သက်လာတာမျိုးတွေလည်းဒီကာလမှာကြုံရတတ်ပါတယ်ကိုမမလို့တဲ့ မုံထားရန်သူမျိုးရှိနေရင်တော့မှကိုကခွလွန်နားလေပေးနိုင်တဲ့ကာလလို့ပြောလို့ရပါတယ်ထူးထူးဆန်းဆန်းပဲကိုကိုမျက်နှာမြင်လိုက်တာနဲ့ မုန်းနေတဲ့လူကကိုယ့်ပေါ်မှာစိတ်ဆိုးပြေသွားတာကိုယ်ကိုနားလည်နိုင်တာခွလို့ပေးလိုက်တာမျိုးတွေလည်းထူထူဆန်းဆန်းလေးကြုံရတတ်ပါတယ်ဒါကတော့ဒီကာလမှာတနင်္ဂနွေသားသမီးများကနှကောင်းနှမျက်တွေစောက်ရှောက်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့တခုရေးတန်ရှင်းမှုကိုလုပ်ရမယ်အမွှေးအကြိုင်လေးတွေမွှေးမွှေးအမွှေးနှက်တာလေးတွေသုံးဆွဲပေးရမယ်မတန်ရှင်းတဲ့နေရာတွေသွားလာတာမျိုးတွေ ရှောင်ကျင်ရမယ်ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့အပြောအဆိုတွေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့အခြေအမှပဲဖြစ်ဖြစ်အိမ်တော်ရေးမှာပဲဖြစ်ဖြစ်ကိုကအခုနမတန်ရှင်းတဲ့နေရာမျိုးတွေမှာမနေမိဘူးမထိုင်မိဘူးမသွားမိဘူးမလာမိဘူးလေပို့ပြီးတော့ဂယူဆက်ရမယ်ဒီကာလမှာကိုယ့်ရဲ့ဖုံးကန်လေးတွေနော်ကိုယ့်ရဲ့နှာခေါင်းနှမျက်တွေကဆောက်ရှောက်နေတာဖြစ်နေတဲ့အတွက်ဒီကာလလေးမှာတော့ကိုကဒိဋ္ဌံလောက်တာမျိုးတွေနော်ခုနပြောသလိုကိုယ့်ရဲ့ တကူရီတန်ရှင်းမှုပြုလုပ်တာအမွှေးနဲ့တာတုံးဆွဲတာမျိုးတွေလုပ်ပြီးပါထူးဆန်းတဲ့အိမ်မက်ကောင်းတွေလည်းမရှိမရတတ်ပါတယ်เนาะပညာရေးနဲ့ပတ်သက်ပြီးတော့တရင်ကောင်းတွေကြားရမယ်ကိုဖြည့်ဆူရတဲ့စာမွေးတွေဖြည့်နိုင်တာမျိုးပေါ့အင်တာဗျူးအောင်မြင်တာမျိုးတွေနိုင်ငံခြားခရီးနဲ့ပတ်သက်ပြီးတော့ခရီးဝေးခရီးနီးကောင်းပါတယ်အဲ့တော့ဒီကာလာလေးမှာတော့မိမိတို့အနေနဲ့ညလေပိုင်းเนาะညဦးပိုင်းအကုန်လုံးအိတ်သွားတဲ့အချိန်မှာ မေတ္တာတုတ်ကိုတတ်နိုင်ကြလောက်လေရွတ်ဖက်ပေးပါတနင်္ဂနွေသားသမီးများဆိုတော့ဒီကာလမှာအခြေအနေနဲ့ပတ်သက်ပြီးတော့မပြတ်မသားတဲ့အခြေအနေပေါ်မှာတည်ရှိနေပါတယ်မိမိတို့အနေနဲ့လက်လွတ်လျာမလားเนาะပြန်လဲစုပ်ကန်ရမလားဒီလိုမျိုးတွေလည်းဖြစ်ပေါ်နေပါတယ်ဒါကြောင့်အခြေအနေပဲဖြစ်ဖြစ်လုပ်ငန်းပဲဖြစ်ဖြစ်မေတ္တာတုတ်တာနာနာလေးရွတ်ပေးပါပြန်ပြီးတော့ကောင်းသွားပါလိမ့်မယ်တနင်္ဂနွေသားသမီးများဆိုရင်ဒီကာလလေးမှာတတိထားမယ်ကာလတစ်ခု ဖြစ်ပါတယ်နော်အစစအရာရာမှာမိမိတို့ဆောင်ရွက်တဲ့အခါမှာငွေကြေးနဲ့ပဲဖြစ်ဖြစ်မိမိတို့လုပ်ငန်းနဲ့ပဲဖြစ်ဖြစ်အထူးတတိထားပြီးတော့လှုပ်ဆောင်ရမယ်အရေးကြီးတဲ့ကာလတခုရောက်ရှိနေပါပြီအရာရာမှာတတိရှိဖို့ပို့ပြီးတော့လိုအပ်ပါတယ်မိမိတို့ရဲ့လူယုံလူရင်းနော်တငယ်ချင်းမိတ်ဆွေတစ္ဆာဖောက်တယ်ဖောက်နိုင်ပါတယ်တစ္ဆာဖောက်မှုတွေကြုံရတတ်ပါတယ် ဲ့တော့ဘာပဲဖြစ်ဖြစ်အရာရာမှာဂယုစိုက်ပါတတိထားပါ နောက်တစ်ခုအနေနဲ့ကမိမိတို့အနေနဲ့အာမခံကိစ္စတွေမဝင်မိဖို့မလုံးမိဖို့မဆောင်ရွက်မိဖို့အထူးလိုအပ်ပါတယ်သူများကိစ္စကိုကိုကအာမခံပေးလိုက်တော့ကိုကိုယ်တိုင်အမှုခင်းနေတွေ့ကြုံရမယ်ဖြစ်တတ်ပါတယ်အဲ့တော့တွေးကြုံရမယ်ကာလလို့လည်းပြောလို့ရပါတယ် အခုအချိန်မှာအာမခံကိစ္စကြောင့်စိတ်ညစ်နေရတတ်ပါတယ်။မိမိရဲ့ပေးလိုက်တဲ့အကြံဉာဏ်ကြောင့်သူတပါးဒုက္ခရောက်သွားတာမျိုးတွေသူတပါးပေးတဲ့အကြံဉာဏ်ကြောင့်ကိုကစီးပွားရေးတွေမှာ လုံလိုက်လို့ကိုကိုယ်တိုင်လည်းဒုက္ခရောက်သွားတာမျိုးတွေစီးပွားရေးကအသက်အကျဖြစ်နေတတ်ပါတယ်။အဲ့တော့ဒီကာလမှာတနင်္လာသားသမီးတွေကငွေအကုန်ကျများတဲ့ကာလလို့ပြောလို့ရပါတယ်။နော် အမှုကင်းတွေဖြစ်တတ်ပါတယ်အချီအိမ်အောင်ကြီးဒီမှာလည်းတာယာမှုမရှိဘဲနဲ့ခဏခဏစကားများတာစိတ်ဆိုးစိတ်ကောက်နေရတာကြောင့်ချိန်ကုန်လူပင်ပန်းနေရတတ်ပါတယ်မိမိတို့အနေနဲ့ဒီကာလာလေးမှာအလောင်းကစားလုပ်ခြင်းတွေရှောင်ရမှာဖြစ်ပါတယ်ဒီကာလာလေးမှာဖြက်လန်းနေတဲ့စီးပွားရေးလှုပ်ဆောင်မယ်ဆိုရင်တော့ ီကာလမှာခဏလောက်ရန်နေမှာဖြစ်မယ်ဒီကာလလေးမှာမိမိတို့အနေနဲ့ကိုကျင်တရားကိုထိန်းသိမ်းရမယ့်ကာလတစ်ခုဖြစ်နေသလိုအဋိဋ္ဌံဝင်ထားရမယ့်ကာလလို့ပြောလို့ရပါတယ်ဒါဆိုရင်မိမိတို့ရဲ့ကံသာရာတွေညှိုးမိန်နေတဲ့နေရာကနေမှပြန်လည်မြင့်တင်သွားမှာဖြစ်ပါတယ်တနေ့လာသားသမီးများဒီကာလမှာဆိုလို့ရှိလို့ရှိရင်တော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ် အဲ့တော့မိမိတို့အနေနဲ့သမင်းပြူကိုလက်နဲ့စုပ်ပြီးတော့မှခိုးစားငှက်စာကြွေပြီးတော့ဒီကာလမှာမိမိတို့ရဲ့လုပ်ငန်းဆောင်ငန်းတွေအောင်မြင်ပါစေအခိုက်အညံ့တွေကြီးပါစေဆိုပြောပြီးတော့ကြွေပြရမှာဖြစ်ပါတယ်ဒါကတော့သမင်းပြူလက်တစုပ်ကိုကိုယ့်ရဲ့လက်ဖွားမှာထည့်ပြီးတော့ကြွေမွေးပြီးပါအခြေအနေအခြေအနေပတ်သက်ပြီးတော့ဒီကာလလေးမှာမိမိအနေနဲ့ တေချာခယူးဆက်ရမယ်နော်ငင်ငိမ့်လေးနေရမယ်ကာလတခု ဖြစ်ပါတယ်အဲ့တော့အိမ်အောင်မရှိသေးတယ်တနင်းလာသားသမီးတွေရုတ်တရက်အိမ်အောင်ကြတတ်ပါတယ်ကိုယ့်ဘက်ကတော့အိမ်အောင်မပြုတ်ဘူးလို့ရည်ရွယ်ထားပေမဲ့လို့ဒီနှစ်ဒီကာလလေးမှာပဲအိမ်အောင်ကြတတ်သွားပါတယ်အိမ်အောင်ကြခိုင်းနေရှိပါတယ်ဒါကြောင့်တနင်းလာသားသမီးများဒီအချိန်ဒီကာလမှာတတိထားမယ်ကာလတခုဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့က ရဲတရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တနင်းလာတောင်မှထီးတူနှစ်လက်ကိုကြက်ချေကကလေးလှူပြီးတော့ကိုယ့်ရဲ့အညံ့နေကိုယ့်ရဲ့ကံစားတာညှိုးမိန်နေတာဒီအတွက်เนาะကံစားတာဒီမြင့်မှုအတွက်တေချာဆူတောင်းပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုဆူတောင်းပေးတဲ့အခါမှာလည်းမိမိတို့အနေနဲ့ပတောက်ညွတ်ဆက်နဲ့ညွတ်လေးပါ ထည့်ပြီးတော့ကတ်လူပေးပါလှူဒန်းပေးလိုက်ပါ။ဗန်လေးတွေလောက်ရမလဲဆိုရင်တော့တနင်္လာနေ့9:45မှာပြုတ်လုပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်။အဲ့တော့ဒီတပတ်တာကာလမှာတနင်္လာသားသမီးများအစာစာရရရသတိထားပြီးတော့မှလှူဆောင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုကြီးရရှိတတ်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေရှင်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများကြည့်ရှုနေတယ်ဆိုရင်တော့အစားဆုံးလေးကြည့်ပြီးပါ အင်္ဂါသားမိများဟာဒီတပတ်တာကာလမှာဆိုလို့ရှိရင်တော့အရန်ကိုကောင်းတဲ့ကံတရားပေါ်မှာရောက်ရှိနေပါတယ်။လုပ်ငန်းတစ်တည်းစိုင်းတစ်တည်းဒီကာလလေးမှာဖွင့်နိုင်ပါတယ်၊လှုပ်ဆောင်ရတတ်ပါတယ်၊စောင့်ရွက်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်။မိသားစုဆွေမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုကဥဆောင်ပြီးတော့အရှိရနေမမမမဖြည့်ရှင်းရပြီးဖြည့်ရှင်းပေးရမယ်ကာလတစ်ခုလည်းဖြစ်ပါတယ်။ ဲ့တော့ဆွေမျိုးသားချင်းနဲ့ကိစ္စတွေဆောင်ရွက်ရတတ်တယ်အဲ့တော့ဒီကာလလေးမှာ အင်္ဂါသားသမီးတွေအိမ်ဆောက်သားတွေအိမ်ပြင်သားတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ရည်မှန်းချက်ကလေးတွေရည်ရွယ်ချက်တွေအောင်မြင်တဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်အဲ့တော့အင်္ဂါသားသမီးများဒီကာလမှာ ကိုယ့်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကကိုကကြည်နူးမိရတဲ့ကာလလို့လည်းပြောလို့ရပါတယ်မိမိတို့ရဲ့ကြိုးပမ်းအားထုတ်မှုကိုမိမိတို့မြင်ပြီးတော့ဝမ်းသာပီတိ ဖြစ်နေရမယ့်ကာလတစ်ခုဖြစ်ပါတယ်။အမှုခင်းတွေတွေ့ကြုံနေရတဲ့အင်္ဂါသားသမီးများဆိုရင်တော့ဒီတပတ်တာကာလမှာတေချာပေါက်အမှုကြီးအနိုင်ရရှိတတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့ပြဿနာလေးတွေကမှန်ကန်မှုကြောင့်လွယ်လွယ်ကူကူနဲ့ပဲဖြစ်ရှင်းနိုင်သွားပါတယ်ဒီကာလလေးမှာအင်္ဂါသားသမီးတွေကစကားပြောဆိုရမယ့်ကိစ္စမျိုးတွေရှိရင်လည်းအောင်မြင်တတ်ပါတယ် အိမ်ချမ်းမြေကိစ္စတွေမှာလည်းအကျိုးအမြတ်အများကြီးရရှိတာမျိုးတွေတွေ့ရတတ်ပါတယ်။တခုတော့ရှိတဲ့အင်္ဂါသားသမီးတွေကဒီကာလလေးမှာကိုယ့်ရဲ့အောင်မြင်မှုတွေကြောင့်တစ်ဖက်လူမနာလူဖြစ်တာမျိုးတွေပေါ်ပေါက်လာတတ်ပါတယ်။မကောင်းသတင်းတွေဖြန့်ခြင်းတွေကြုံရတတ်ပါတယ်။မကောင်းပြောခြင်းတွေလည်းထမ်းရတတ်ပါတယ်။အင်္ဂါသားသမီးတွေကဒီအချိန်ဒီကာလမှာမိမိတို့အနေနဲ့ပအဝင်းကျင်ရဲ့ယုံကြည်မှုကြီးလေးစားမှုကြီး ရရှိပြီးတော့မှခံရတဲ့ကာလတစ်ခု ဖြစ်ပါတယ်။အိမ်အောင်မရှိသေးတဲ့သူဆိုရင်တော့အိမ်အောင်တွေ့အိမ်အောင်ပဲနဲ့တွေ့ရတတ်ပါတယ်။အိမ်အောင်ကြာတတ်ပါတယ်။ဝန်ထမ်းဖြစ်တဲ့ဆိုလို့ရှိရင်တော့ຢາດູໂຕມຽນຈင်းນີ້ຄັນຍາດັບပါແດ່ລາສາໂຕມຽນຈင်းນີ້ແຫຼະຄັນຍາດັບပါແດ່ມີມີໂຍຍນີ້ອີ່ມາອະແຍຕောက်ແດດູບໍ່ຊິເວແນ່ອະແຍປະລင်းນີ້ວິນລາດາမျိုးດີ အရက်ပလင်းလက်ဆောင်ရလာတာမျိုးတွေလည်းကျုံ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလာလူမှာအရက်ပလင်းတွေဝင်လာရင်တော့လက်မခံပါနဲ့ပြန်လည်ပြီးတော့ဆွန့်ပစ်ပေးလိုက်ပါမိမိတို့အနေနဲ့ဒီကာလာလေးမှာငွေကြေးနဲ့ပတ်သက်ပြီးအလုံးလိုက်နော်အထုတ်လိုက်ထည်လိုက်ဝင်လာဖို့ရှိပါတယ်ငွေကြေးကန်ကောင်းမှုလည်းရှိပါတယ်အချီရည်နဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်မှုတွေရရှိရဲမျက်နာရတဲ့စမ်းပွင့်တဲ့ကာလာတလည်းပြောလို့ရပါတယ် တော့အချည်ရည်ရကံကောင်းတဲ့အချည်ရည်လို့ပြောလို့ရပါတယ်နော်အဲ့တော့နှစ်ယောက်စလုံးကတယောက်နဲ့တယောက်နားလည်းမှုတွေရှိနေတဲ့ရေရှည်လက်သွဲမဲ့ပုံမှန်လည်းတွေ့ရတတ်ပါတယ်အဲ့တော့အချည်ရည်ပဲဖြစ်ဖြစ်အိမ်ဆောင်ရည်ပဲဖြစ်ဖြစ်အင်္ဂါသားသမီးတွေဒီကာလလေးမှာကံကောင်းနေရတတ်ပါတယ်ဝဏ္ဏဇာတိလည်းစတိုက်ကြုံရတတ်ပါတယ်မိမိတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လို့အလုံးလိုက်ခဲလိုက်ဝင်လာဘူးရှိနေတာကြောင့်အရက်ပလင်းတွေလက်ဆောင်ဝင်လာတယ်ဆိုရင်တော့ လက်မခံပါနဲ့ပြန်ပြီးတော့စွန့်ပစ်ပေးလိုက်ပါအဲ့တော့ဒီကာလာလေးမှာနက်နက်ခင်းလေးမှာမြောက်ရက်ဘက်ကိုမျက်နာမူပြီးတော့မှနဖိရည်ကြမ်းလေးတောက်ပြီးတော့ကိုလိုရာဆူတောင်းမယ်ဆိုလို့ဒီတပတ်တာမှာ ကိုလှုပ်ဆောင်မဲ့လှုပ်ဆောင်ချက်ကလေးတွေကလွယ်လွယ်ကူကူနဲ့အောင်မြင်ပြီးတော့ကြော်ဖြက်နိုင်သွားပါလိမ့်မယ်။ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်း ဟုတ်ပါလူရဆန္ဒတွေပြေဝနိုင်ကြပါစေရှင်အင်္ဂါသားသမီးများအနေနဲ့ဒီကာလာလေးမှာရေရင်ဟာတစ်ခုပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့တက်ကြီးရွယ်ကိုအဖိုးအဖွားများကိုစေဝါဒဆာလှူဒန်းပြီးတော့မှကိုလူရကိုစုတောင်းပေးလိုက်ပါဒီတပတ်တာမှာကိုရဲ့အညံ့နေလေပြေပြောက်ကင်းစင်သွားပါလိမ့်မယ်ဘုရဝူရာဟုသားများဒီနိုဝင်ဘာလမှာဆိုရင်စီးပွားရေးလုပ်ငန်းများပုံမှု အားကောင်းလာပါတယ်ပို့ပြီးတော့လည်းအကျိုးများလာပါတယ်အယောင်းဝယ်တွေလည်းပို့ပြီးတော့ရောင်းကောင်းလာတာကိုတွေ့ရတတ်ပါတယ်လုပ်ငန်းတစ်ဆိုင်တစ်တွေပွင့်လင့်နိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီကာလလေးမှာလုပ်ငန်းတစ်တွေဆိုင်တစ်တွေပွင့်မယ်ဆိုရင်တော့ပိုကောင်းပါတယ်ပို့ပြီးတော့လည်းအောင်မြင်မှုတွေရရှိတတ်ပါတယ်ဘုရားဗုဒ္ဓသာသမီယာဥသာသမီများဒီကာလလေးမှာဆိုလို့ရှိရင်မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေမိမိတို့သွားမဲ့ခရီးတွေမိမိတို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေဟာဒီအချိန်ဒီကာလမှာအချိန်ကောင်းတစ်ခုလို့ပြောလို့ရပါတယ်အချိန်မီလေးကောင်းလာပါတယ်ကျမရေးမကောင်းတဲ့ပုံတော်ဘူးသားသမီးညာဦးသားသမီးများဆိုရင်တော့ဒီကာလလေးမှာကျမရေးဒီကောင်းလာတာကိုလည်းတွေ့မြင်ရတတ်ပါတယ်အဲ့တော့ဘုရားဗုဒ္ဓသမီးညာဦးသားသမီးများဒီကာလမှာနှကောင်းနှမျက်တွေစောက်ရှောက်ခြင်းနဲ့ခံရတတ်ပါတယ် သူတို့ကမကြမကြာကျမ်းမာရေးတွေညံ့တတ်ပေမဲ့လို့ဒီကာလလေးမှာတော့ကျမ်းမာရေးထူးထူးခြားခြားလေးကောင်းလာတာထမင်းတွေစားကောင်းလာเนาะစိတ်ကပို့ပြီးတော့လန်းဆန်းနေတာပို့ပြီးတော့ပျော်ရွှင်နေတာမျိုးတွေလည်းထူးဆန်းစွာနဲ့တွေ့ကြုံရတတ်ပါတယ်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အလုတ်ပြောင်းနေရပြောင်းเนาะအလုတ်တစ်ကိုညရှိတာမျိုးတွေအလုတ်ပြောင်းနေရပြောင်းအတွက်စောင့်ဆိုင်းနေတာလည်းဆိုလို့ရှိရင်တော့အလုတ်တစ်တွေညရှိတတ်ပါတယ် ခရီးသွားမယ်နိုင်ငံသားကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲဝမ်းသာစရာတည်င်းကောင်းနေကြာရတတ်ပါတယ်။အိမ်နီးနားမှာကိုကြောင့်မဟုတ်ပဲမင်းတို့ရန်ဖြစ်တာမျိုးညနာပြက်စရာစကားများရတာမျိုးတွေလည်းတွေ့ကြုံရတတ်ပါတယ်။စကားပြောမှတတ်ပါတယ်။အဲ့တော့ရန်ဖြစ်တာတွေရန်ပေါ်ပေါက်လာတတ်ပါတယ်။အထူးတော့ဂီယူစိုက်ပေးပါနော်။မိမိတို့အနေနဲ့ဒီကာလလေးမှာ ဟိုဟာရံဖြစ်တာမျိုးတွေတော့ရှောင်ပြီးမယ်ကိုယ်ပေါ်မှာရံလာလောက်တာမျိုးတွေလည်းကိုဟာရှောင်ပြီးမယ်တတ်နိုင်ဒီကာလာလေးမှာတိကံနိုင်ပြီးတော့မှဘယ်ရာမစို့အကောင်းမြင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေပို့ပြီးတော့ရရှိတတ်ပါတယ်အချစ်ရေးမှာကိုယ့်ရဲ့ချစ်သူရဲ့ယုံကြည်မှုတွေလည်းပို့ပြီးတော့ရရှိတတ်ပါတယ်အိမ်တော်ရေးမှာဆိုလို့ရှိရင်တော့သားသမီးမရှိသေးတဲ့ ိမ်အောင်ဘက်ဒီသာသမိယေသနာတွေဝင်လာတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဗုဒ္ဓဘူးသာသမိယာယီသာသမိများဒီကာလာလေးမှာမိမိတို့အញ្ញန်နေကြည်စင်နေဆိုရင်အဖိုးအွားများကိုနွားတို့လှူဒန်းပေးလိုက်ပါ။ အားဆုံးကိုယ့်ရဲ့အညံ့နေကြည်သွားမှာဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးညာဥသားသမီးများဆုံရှုံလာတာလေးပြန်လည်ရရှိလာထူးထူးခြားခြားငွေငွေတွေကောင်းလာတာငွေကြေးတွေအဆက်မပြတ်ဝင်လာတာဘာပဲဖြစ်ဖြစ်ဒီကလာလေးကတော့ဗုဒ္ဓဘုရားသမီးညာဥသားသမီးများအတွက်ကောင်းတဲ့အခြေအနေပေါ်မှာတည်ရှိနေတဲ့ဇီဝရေးတွေပြန်လည်ကောင်းလာတဲ့ကာလတစ်ခုလို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ကမြတ်စွာဘုရားရှင်ကိုကိုယ့်ရဲ့ဗုဒ္ဓဘုရားတောင်းညာဥတောင်းမှာရက်ဖြူတက်စီလှူပေးပါ။ ကိုယ့်အသက်နဲ့တက်စီပေါ့ကိုကအသက်30ထဲမှာဆိုရင်တော့ရက်အဖြူရောင်လေးတွေအလက်30အော်နိဗ္ဗာန်ကုံဆိုင်ဒီမှာဝယ်ယူလို့ရပါတယ်เนาะအဲ့တော့ရက်ဖြူဟာတက်စီရဲ့ဖျားရဲ့ရင်ပတ်တော်မှာရွှေဆိုင်လေးတွေရွှေချပေးတာမျိုးရွှေချပြီးတော့လေကိုဖြစ်ချင်တဲ့ကာလဒီကာလလေးမှာကိုရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုရဲ့အရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုရင်တော့ရွှေဆိုင်လေးကပ်ပြီးတော့ဆူတောင်းပေးလိုက်ပါ အဲ့တော့ဗုဒ္ဓဘုရားမိယာဟုသားများမိမိတို့ဂျူဒန်ကိုတော့အရေးတက်စီတက်ပယ်ပြရမှာဖြစ်ပါတယ်။ဒါဆိုရင်ကန်စာရာညှိုးမိန်နေတာတွေပြေပြောက်ပြီးတော့မှကိုယ့်ရဲ့ပြောစကားစုစကားတွေအောင်မြင်လာမှာဖြစ်ပါတယ်။အချစ်ရေးမကောင်းဘူးဆိုရင်တော့ဒီကာလလေးမှာဒီလိုမျိုးလှုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့်အချစ်ရေးတွေလည်းကောင်းလာမှာဖြစ်ပါတယ်။အားလုံးပဲဆင်ပြေကြပါစေရှင့်။သာသာပရိသတ်သမီးများဒီကာလမှာပို့ပြီးတော့ ကန့်အမြင့်ထဲမှာရောက်ရှိနေတယ်လို့ပြောလို့ရပါတယ်။မလုတ်တင်တာလေးတွေမလုတ်ရအောင်လို့ကျွန်မအနေနဲ့လမ်းညွှန်ပြပြပေးမှာဖြစ်ပါတယ်။တာတာဘေးသားသမီးများဒီကာလမှာဆိုရင်သူတစ်ပါးကိစ္စကြောင့်အလုံများနေရတဲ့ကာလတစ်ခုဖြစ်ပါလိမ့်မယ်။အယောင်းဝယ်တွေအယောင်းမဝယ်မတွေဖြစ်ပေါ်လာတတ်ပါတယ်။သူတစ်ပါးကိုမကောင်းတဲ့အကြံစီနဲ့၆တွန်းတာမျိုးတွေလည်းကြုံရတတ်ပါတယ်။မလို့မလို့မုန်းထားတဲ့ အပြုတ်မှုမျိုးတွေလည်းပြုတ်မှုလာတတ်ပါတယ်။ကို့မှာစုဆောင်းထားတဲ့ငွေကြေးတွေထုတ်ပြီးတော့သုံးစွဲရတာတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်။ပို့ပြီးတော့ဂယုဆက်ရမှာပါ။အဲ့တော့ကြာသာဝေးသားသမီးများဒီကာလလေးမှာဆိုရင်ဆွေမျိုးသားချင်းညီကိုမောင်နှမအတွက်နဲ့စိတ်ညစ်ရတတ်ပါတယ်။မမျော်လင့်မဲနဲ့လည်းလူလိန်ခံရတတ်ပါတယ်။အဲ့တော့မိမိတို့အလုပ်ငန်းမှာမိမိတို့ရဲ့ပအဝင်ခြင်းမှာနော် မိမိတို့လုပ်နေတဲ့နေရာမှာပေါ့ဝန်ထမ်းဆိုရင်လည်းမိမိတို့ရဲ့လုပ်ငန်းပောင်ဝင်းကျင်မှာကိုကိုမနာလို့တိုက်ခံပြူတာအကြီးအကဲကိုတွားပြီးတော့ကိုမကောင်းကြောင်းနေပြောတာကိုမလုတ်တဲ့အရာမျိုးကိုမပြုတ်မှုတဲ့ပုံစံမျိုးကိုမလုတ်လိုက်ကိုမတိလိုက်တဲ့ကိစ္စလေးတောင်မှအကြီးအကဲကိုတွားပြီးတော့ပြောဆိုထားတာမျိုးလေးဒီကာလမှာပို့ပြီးတော့ကြုံရတတ်ပါတယ်ဒါကြောင့်ကြာတာလေးသားသမီးများ အထူးခရူးဆက်ရမယ်ကာလဖြစ်ပါတယ်။ဒါကြောင့်ကြီးခဲ့မြရတဲ့ဒီကာလလေးမှာကိုယ်ဖီးယားပေးတာမျိုးတွေညှို့ညင်တာမျိုးတွေအလိုလိုရင်းနဲ့ကိုယ်ကြည့်မိရတာမျိုးတွေရတယ်ကျုံဝတ်တပါတယ်။ဂျာတာပရိသားသမီးများငွေကြီးရဖို့ကံတော့ရှိပါတယ်။ကိုယ်ဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေကြီးတွေတော့ပြန်လဲရရှိလာတတ်ပါတယ်။ ဒီကာလာလေးမှာငွေငွေတွေကောင်းနေတာအလိုလိုကြီးနဲ့ငွေကြေးတွေလက်ထဲမှာမပြတ်ပဲနဲ့ကိုမသုံးစရာတွေပူပူပြီးတော့ရလာတာမျိုးပေါ့အဲ့တော့ကိုယ့်ရဲ့ဒီလုပ်ငန်းတွေကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အလုပ်မျိုးတွေဆိုရင်တော့ဒီကာလာမှာပို့ပြီးတော့ကန့်ကောက်တက်ပါတယ်နိုင်ငံရဲ့ဈာနဲ့ပတ်သက်ပြီးတော့အမှုဖြစ်တတ်ပါတယ်ဂယုဆက်ရမှာဖြစ်ပါတယ်ပတ်စံပြန်ပြီးတော့အန်းလိုက်တာမျိုးတွေ ကြုံရတတ်ပါတယ်။အဲ့တော့ဖြစ်ဖြစ်ကြသားရိသားသမီးများဒီတပတ်တာကာလမှာမိမိတို့ရဲ့လှုပ်ဆောင်ချက်တွေတန်ကောင်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ငွေကြေးကံတွေလည်းပေါ်ပေါက်လာခြင်းနဲ့ဆိုလို့ရှိရင်တော့အနီးနာဖရာကိုတွားပြီးတော့မှမိမိတို့အနေနဲ့ပတိတကုံဝယ်ယူပြီးတော့အရဟံတိဋ္ဌိအရဟံတိဋ္ဌိဆိုပြီးတော့ပတိ18ပတ်စိတ်ပြရမှာဖြစ်ပါတယ် အဲ့တော့ဘယ်နည်းလောက်ရမလဲဆိုရင်တော့အခုဒီဗီဒီယိုကြည့်ပြီးတာနဲ့အမြန်ဆုံးလှုပ်ဆောင်ပါဒါဆိုရင်ဒီတပတ်တာမှာ မကောင်းတော့ကံအညံ့နေဖယ်ရှားသွားမှာဖြစ်ပါတယ်ဒီတပတ်တာကာလမှာကြာသပြီးတာသမီများအနေနဲ့ကမိမိတို့အနေနဲ့ကမုံလုံးကြီးပေါ့မြတ်စွာဘုရားရှင်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်ဒါမှသာလေမိမိတို့ရဲ့လှုပ်ဆောင်ချက်တွေကအောင်မြင်မှာဖြစ်ပါတယ် မိမျိုးရိုးအိမ်တော်ရေးမှလည်းဒီတိုင်းပါပဲမကြာခဏစကားတွေမြားနေရတတ်ပါတယ်ဒါပေမဲ့လို့အိမ်တော်ရေးကအရင်လောက်တော့မဆိုးပါဘူးပြန်ပြီးတော့ကောင်းလာပါလိမ့်မယ်အချစ်ရေးမှလည်းဒီတိုင်းပါပဲမိမိပြောစကားဆိုစကားတွေအောင်မြင်တဲ့ကာလလို့ပြောလို့ရပါတယ်အချစ်ရေးမှတော့ကောင်းနေပါလိမ့်မယ်အဲ့တော့ကိုကဒီကာလလေးမှာမမျော်လင့်တဲ့ကိစ္စလေးတွေအပြောင်းလဲတွေတော့ဖြစ်သွားတတ်ပါတယ် မြတ်စွာဘုရားရှင်တကူကြီးဘုရားကိုတွားပြီးတော့မှ စီမီတက်စီထုံးပြီးတော့ပူဇော်ပေးလိုက်ပါမိမိကံဤမြင်သွားမှာဖြစ်ပါတယ်အဲ့တော့ကြာတာပြီးသားသမီးများအမှုပညာလုပ်ငန်းတွေပြုလုပ်နေတယ်ဆိုလို့ရှိရင်တော့ဒီကာလလေးမှာနာမည်ကုန်သတင်းတွေပြတ်တက်ပါတယ်နာမည်ကုန်သတင်းတွေထိခိုက်တတ်ပါတယ်အပြောမအဆိုမတွေလည်းဖြစ်တတ်ပါတယ်အထူးဂယုစိုက်ဖို့လိုအပ်ပါတယ် အနီးနားမှာရှိတဲ့ဖုံးကြီးချောင်းသွားပြီးတော့မျက်နှာတုပ်ပွားလေးလှူဒန်းပေးလိုက်ခြင်းဖြင့်မိမိတို့ရဲ့အပျော်မှာအဆူမှာမိမိတို့ရဲ့လုပ်ငန်းတွေပြန်လည်ကောင်းမွန်လာတာမိမိတို့ရဲ့ကံတွေပြန်လည်အားကောင်းလာတာမိပြီဖြစ်မှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင့်ကျွန်မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် နိုဝင်ဘာလမှာเนาะတောက်ကြသားသမီးများတွေ9ရက်ကနေပြီးတော့15ရက်နေ့ဒီတပတ်စာကံကြမ္မာများကိုစပြီးတော့ဟောပြောပေးมาဖြစ်ပါတယ်အဲ့တော့ကျွန်မရဲ့ဗီဒီယို like လေးကိုတောက်ကြသားသမီးများရှိနေတယ်ဆိုလို့ရှိရင်တော့အစအဆုံးလေးကြည့်ပေးပါတောက်ကြသားသမီးများဒီတပတ်တာကာလမှာဆိုရင်စီးပွားရေးနည်းနည်းလေးကျဆင်းလာတာမျိုးတွေ့ရတတ်ပါတယ်ဘာလို့လို့အဆင်မပြေတဲ့ကာလတစ်ခုကို ရောက်ရှိနေတဲ့ ချိန်ဖြစ်ပါတယ်။ဒါကြောင့်တောက်ကြသားသမီးများ ပို့ပြီးတော့တတိထားမှာပါ။မိမိတို့ရဲ့လုပ်ငန်းတွေတလွဲတချော်တွေဖြစ်နေရတတ်ပါတယ်။အလွဲလွဲအချော်ချော်တွေနဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကလွဲနေတာပေါ့နော်။လွဲနေတာကြောင့်ကိုယ့်ရဲ့ငွေကြေးတွေဆုံးရှုံးရတာတွေဖြစ်ပေါ်ပါပါတယ်။ဒီကာလလေးမှာတောက်ကြသားသမီးတွေမတော်လာတဲ့အရက်ဒေတာတွေတော်လာမိလို့ ကံတွေညံ့သွားတာမျိုးတွေရတွေ့ရတတ်ပါတယ်အနဲ့ရောင်အဝတ်ထည်တွေဝင်လာတတ်တာမျိုးတွေရှိပါတယ်အဲ့တော့အဲ့လိုအနဲ့ရောင်အဝတ်ထည်တွေဝင်လာရင်လည်းလက်မခံဖို့ပူပြီးတော့အရေးကြီးပါတယ်ရှောက်ထားတဲ့အလုပ်တွေမရလို့เนาะကိုကစိတ်သက်ကြတဲ့ကာလလို့ပြောလို့ရပါတယ်ဒီကာလလေးမှာဝင်ဝင်နဲ့ထွက်ငွေမှမမတာပဲနဲ့ထွက်တဲ့ငွေကပူပြီးတော့များပြားနေတာမျိုးတွေလည်းတွေ့ရတတ်ပါတယ် တောက်ကြသားသမီးများဒီကာလာလေးမှာမိမိမိသားစုတွေနဲ့စိတ်ဝမ်း꿰စရာတွေကြုံရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးကြိုးစားရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ကျမ်းမာရေးကတော့စီးနဲ့ပတ်သက်တဲ့ဝမ်းပိုက်နဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်ပါတယ်။မိတ်ဆွေတငယ်ချင်းတူကိုယ်ကိုကူညီတာမျိုးတွေတွေ့ရတတ်ပါတယ်။အဲ့တော့ကို့အနေနဲ့တောက်ကြသားသမီးများအစိုးရအကောင် ကန့်အညံ့နေရနေကန့်ကောင်းသွားတာမျိုး ဖြစ်ပါလိမ့်မယ်ဒီကာလလေးမှာတောက်ကြသားသမီးများအမှုပညာလုပ်ငန်းတွေလုပ်နေတဲ့ဆိုလို့ရှိရင်တော့ခရီးတွေတွားနေရတတ်ပါတယ်စာကျုပ်စာတမ်းတွေအဆက်တွယ်ကောင်းနေရရှိတတ်ပါတယ်နာယီတလုံးအိမ်ကိုရောက်လာတဲ့အခါမှာလက်မခံမိဖို့တော့လိုအပ်ပါတယ်နာယီတွေပါလေဝင်လာတတ်ပါတယ်အဲ့တော့နာတဲ့ဓာတ်ကို ဖြစ်ပေါ်စေတာကြောင့်နာရီတွေပါရေအဝင်မခံပါနဲ့ မိမိရဲ့ဒီကာလာလေးထဲမှာဆွေမျိုးသားချင်းမိပเนาะဝေးလံတဲ့နေရာနေပြီးနာရီတရင်နေကြားရတာမျိုးတွေကြုံရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်တောက်ကြသားသမီးများဒီကာလမှာတော့ငွေကြေးကံတော့ကောင်းနေပါတယ်။ငွေကြေးကံนี่လည်းပွင့်လန်းမှုရှိပါတယ်။ဒါကြောင့်ကျွေပန်းတို့တစ်လုံးမှာနှီးစီပန်း၃ပွင့် ထိုးပြီးတော့မှလူရဆူတောင်းပေးလိုက်ပါမိမိတို့ရဲ့မွေးနေ့မှာလှူဒန်းပေးရင်ပူပြီးတော့ကောင်းပါတယ်ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်နိုဝင်ဘာလ9ရက်ကနေပြီးတော့နိုဝင်ဘာလ15ရက်နေ့ထိစနေသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုအခုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးများကြည့်ရှုနေနေဆိုရင်အစဆုံးလေးကြည့်ပေးပါ။ ဘာကြောင့်လဲဆိုရင်စနေသားသမီးများဒီတပတ်တာကာလမှာကံစားတာတွေကောင်းပြီးတော့မှအောင်မြင်မှုတွေမြောက်များစွာနဲ့ရရှိပိုင်ဆိုင်မဲ့ကာလလို့ပြောလို့ရပါတယ်။ဒါကြောင့်စနေသားသမီးများဒီကာလမှာစိတ်လျှော့နားယူပေးရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့ပြည့်စုံပိုင်ဆိုင်မှုတွေ ပြန်လည်ပြီးတော့လက်ဝဲရမယ်ကာလဖြစ်ပါတယ်အဲ့တော့စနေသားသမီးများပိုင်ဆိုင်မှုကြီးရအောင်လှူဆောင်နိုင်မယ်နော်မိမိတို့ရဲ့ရင်းနှီးတဲ့ငွေကြေးတွေရင်းနှီးမှုတွေအကျိုးမြတ်များစွာ ရရှိမယ်ကံပေါ်မှာလည်းရောက်ရှိနေပါတယ်နိုင်ငံခြမ်းကိစ္စနဲ့ပတ်သက်ပြီးတော့လုပ်ငန်းများနဲ့ပတ်သက်ပြီးတိုးတက်အောင်မြင်တတ်ပါတယ်ຢາດູໂຕແມ່ລາສາກ້ອງແມ່ လူမှုရေးမှာလည်းကိုကကိုကြီးလှူဆောင်နိုင်စွမ်းနေရရှိမယ်ငယ်မယ်ကောင်းနေရရှိတတ်ပါတယ်မိမိတို့အနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးကို အောင်မြင်တယ်ကာလာလို့ပြောလို့ရပါတယ်ကိုစူးစားရင်စူးစားသလောက်အခြေအနေတစ်ခုပေါ်ကိုတက်လန်းနိုင်မယ်ကာလာလို့လည်းပြောလို့ရပါတယ်နိုင်ငံရဲ့သားခရီးတွေနိုင်ငံသားတွားဖို့ပြုလုပ်နေတဲ့စနေသားသမီးများရှိရင်တော့တည်င်းကောင်းလေးဝမ်းသာစရာအကြောင်းလေးကြားရတတ်ပါတယ် ဆက်တွေကောင်းနေတယ်ရရှိတတ်ပါတယ်အကြီးအကဲရဲ့ကူညီထောက်ပံ့မှုတွေကူညီမဆားမှုတွေလည်းကြုံရတတ်ပါတယ်စနေသားသမီးများမိမိတို့ရဲ့နေအိမ်မှာမိမိတို့ရဲ့လုံဆောင်ချက်ကလေးတွေမိမိတို့ရဲ့ဆူတောင်းကလေးတွေအဋ္ဌံကလေးတွေပြည့်ဝဖို့အောင်မြင်မှုအတွက်ကတော့နိုရမင်းစွန်ကတ်လှူဒန်းပေးရမှာဖြစ်ပါတယ်စနေနေ့ပဲလှူဒန်းပေးလိုက်ပါမိမိတို့ရဲ့အချစ်ရေးမှာတော့ဒီကာလလေးမှာ အခြေအနေနဲ့ပတ်သက်ပြီးတော့မှဂျားလူစစ်ဆက်ပေးမှုကြောင့်ပြန်လည်အဆင်ပြေသွားတတ်ပါတယ်။မိတ်ဆွေကောင်တငယ်ချင်းကောင်တွေကူညီမှုကြောင့်အခြေရေးပဲဖြစ်ဖြစ်အိမ်ဆောင်ရေးပဲဖြစ်ဖြစ်ပြန်လည်ပြီးတော့နေထိုင်သွားရတတ်ပါတယ်။ပြန်လည်ပြီးတော့လည်းဆက်တွေ့ရတတ်ပါတယ်။အဲ့တော့အချီအိမ်တော်ကြီးမှာသားသမီးရေတနာတွေဝင်လာခြင်းရှိပါတယ်အပြူလူပြူဆိုရင်တော့ဒီကာလမှာ 600ရာလိုက်ပြေးခြင်းတွေခံရတတ်ပါတယ်။အိမ်အောင်ကြခင်းတွေရှိပါတယ်။ငွေကြေးတွေရင်းနှီးမြှုပ်နှံထားတယ်ဆိုလို့ဒီကာလမှာပို့ပြီးတော့ငွေကန်တွေကောင်းနေရတတ်ပါတယ်။မိမိတို့အနေနဲ့အိမ်ဖျားမှာပဲတကွန်တက်စီလှူဒန်းတော့စနေသားသမီးများဒီကာလလေးမှာဒီတပတ်တာကာလမှာကိုယ့်ရဲ့နော်လုပ်ငန်းဆောင်တာတွေကိုယ့်ရဲ့ငွေကြေးတွေ ကိုယ့်ရဲ့အပြောဆိုတွေအောင်မြင်ခြင်းနဲ့ဆိုရင်အခုကျမပြောမယ့်ရေတရားလေးကိုတေချာလေးပြုလုပ်ပြီးပါဒါကတော့ကိုယ့်ရဲ့မွေးနံတော့ဂျူတိုင်းမှာတကုံကုတ်ကားမလေးွားဂျူတိုင်းတက်စီလှူဒန်းပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့မွေးနံတော့ကနေစပြီးတော့ဂျူတိုင်းအစီ လှူပေးပါဂျိုတိုင်ကတော့၈ခုရှိပါတယ်။မွေးနံတော့ကနေမှစနေပြီးတော့ဂျာတာပတိဂျာတာပတိပြီးတော့ရာဟုရာဟုပြီးတော့တောက်ကြတောက်ကြပြီးတော့တင်းငွနေတင်းငွနေပြီးတော့တင်းလာအင်္ဂါပုတ်တဘူးစနေဆိုပြီးတော့ပြန်ထပ်ပြီးတော့လှူပေးရမှာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးများဒီကာလမှာထူးထူးခြားခြားပြုလုပ်ရမယ့်ရည်ရာတစ်ခုလည်းဖြစ်ပါတယ်။ကိုရဲ့စနေတောင်းကနေပထမတစ်ခါလှူမယ်နောက်ဆုံးတစ်ခေါက်မှလည်းတစ်ခါထပ်လှူမယ်နှစ်ခါမြောက် လှူဒန်းပေးရမှာဖြစ်ပါတယ်ကိုရဲ့မွေးနေ့9:45မှာပြုလုပ်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကံနေကောင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီကာလလေးမှာစနေသားသမီးတွေကံကောင်းကျင်နေဆိုလို့ရှိရင်လူသမီးဆုံးကပ်ဖို့လည်းမမေ့ပါနဲ့အားလုံးပဲအစီအပြေကြပါစေရှင့်